အားလုံးပဲမင်္ဂလာပါ NGO Jot in မြန်မာ channel ကနေပြန်လည်ကြိုဆိုပါရစေဒီ channel လေးကနေညီကိုမောင်နှမတို့လိုအပ်နေတဲ့အလောက်ကင်အတွက်အထောက်ပံ့စုံတစ်ခုရရှိလိမ့်မယ်လို့ညွှန်လင်းပါတယ်နော်ဟုတ်ကဲ့ဒီကနေ့ကတော့ဂျွန်လ20ခု30မှာ NGO အတီးတီးကထမှန်ဖိတ်ခေါ်ထားတဲ့ NGO လောက်ကင်ခွင့်လန်းတွေကိုထပ်မံပြီးတော့ဝင်များပြေးသွားမှာဖြစ်တဲ့အတွက်အဆုံးထိ လိုက်ပါလေ့လာပြဖို့ပြေခေါ်ပါရစေနော်။ကဲနောက်ဆိုရင်ကျွန်တော်တို့လေ့လာကြည့်ရအောင်နော်။ပထမဆုံးအဖွဲ့အစည်းတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် VFM organization က position တစ်ခုလောက်ကန်တစ်ခုခေါ်လာတာတွေ့ရပါတယ်။အဲအားလုံးကရန်ကုန်အသက်ပေါ့နော်ရန်ကုန်တခုက head office ရန်ကုန်တက်ဖြစ်တယ် position ကတော့ MSI analyst ဆိုတော့ကျွန်တော်တို့ MSI လေးလာတူအနေနဲ့ကျွန်တော်တို့ဖိတ်ခေါ်ထားတယ် ရာထူးဖြစ်တယ်နောက်တစ်ခုကတော့ upper မြန်မာ area office location တွေ့ကိုကျွန်တော် area accountant ပေါ့နော် accountant အမ်ငွေစင်းနဲ့သက်ဆိုင်တဲ့ဟာပေါ့နော်တခုဖြစ်ပါတယ် not organization ကတော့ r mo organization ကပကူ data အတွက်ကိုကျွန်တော် project manager စီမံကိန်း manager အနေနဲ့ကျွန်တော်ဖိတ်ခေါ်တာရှိပါတယ်နောက်ထပ် တကူကတော့ရခိုင်အတွက် organization ကတော့မပေါ်ပြထားဘူးအဲ position ကတော့ meal assistant ပေါ့နော် meal ဆိုတဲ့သဘောတရားကတော့ကျွန်တော်တို့စီမံကိန်းတစ်ခုကိုကျွန်တော်တို့စောင့်ကြည့်လေ့လာမယ်ပြန်လဲတုံ့တက်မယ်ပြီးတော့ပြန်လဲပြီးတော့အဲတင်ကန်းစာယူမယ်ဆိုတဲ့ position ကိုဦးဆောင်ပေးရတဲ့လုပ်ငန်းလေးဖြစ်ပါတယ် meal assistant အဲ position ဖြစ်ပါတယ်နောက်တစ်ခုကလည်း အ organization မဖို့ပြပဲနဲ့မန္တလေးနဲ့ရခိုင်အတွက်ကိုဖိတ်ခေါ်တာတဲ့ position ကတော့ assistant mail manager ခုနဖော်ပြသလိုပဲเนาะ assistant mail manager position ဖြစ်ပါတယ်လို့အဲနောက်အဖွဲ့အစည်းကိုကြည့်မယ်ဆိုရင် MRCS မြန်မာချက်ချင်းဤအတင်းကနေခေါ်ထားတဲ့အလို့အကန့်ကတော့ရန်ကုန်နေပြီးတော့သုံးခုခေါ်ထားပါခေါ်ထားတွေ့ပါတယ်လို့ဟုတ်ပထမဆုံးတစ်ခုကတော့ position ကတော့ wash engineer အဲ wash ဆိုတော့ကျွန်တော်တို့အဲဒီတကူကြီးတန်ရှင်ရေးရေးเนาะနဲ့သက်ဆိုင်တဲ့အဲ engineer ပိုင်းကိုဖိတ်ခေါ်ထားတဲ့ position ဖြစ်တယ်နောက်တစ်ခုကတော့ program manager program manager တစ်ခုလုံးကိုဖိတ်ခေါ်ထားတဲ့အဲ position ဖြစ်တယ်နောက်တစ်ခုနောက် position ကတော့ရန်ကုန်နဲ့နေပြီးတော့တက်ပဲ assistant finance development officer เนาะကျွန်တော်ငွေစင်ရင်ဇယားနဲ့ တက်ဆိုင်တဲ့ assistant เนาะ talk to view system officer ဖြစ်ပါတယ်လို့ဒါကတော့ MRC S ကဖိတ်ခေါ်ထားတဲ့အလုပ်ကိုခွင့်လန်းနှစ်ခုသုံးခုဖြစ်ပါတယ်လို့နောက်အဖွဲ့အစည်းတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် PA organization ကမကွေးမကွေး ness အစလင်းအတွက်ကိုဖိတ်ခေါ်ထားတဲ့ position နှစ်ခုကတော့ project assistant เนาะစီမံကိန်းကိုအထောက်ပံ့ပေးမယ်ယာတုတစ်ခုပေါ့เนาะ နောက်တစ်ခုကတော့ project officer စီမံကိန်းအရာရှိဆိုတဲ့ officer ဆိုတဲ့ position တစ်ခုကို PE organization ကဖိတ်ခေါ်လာတာတွေ့ရပါတယ်လို့အာ now organization တစ်ခုကိုကြည့်မယ်ဆိုရင်အာ massive hand organization ကမိုးရွာနဲ့ပြင်ဦးလွင် တွေ့ကိုအာ admin and final officer ရာဒူနော် admin ကတော့စီမံအချုပ်ရေးပိုင်း final ကတော့ငွေစီရင်ကိုကင်တွေ့ပြရမယ်အရာရှိ position ဖြစ်ပါတယ်လို့ နောက်တစ်ခုကတော့ Medicine Jude Mondi Organization ကရန်ကုန်တက်ကို Call for Expression of Interest in SRHR နော် SRHR နဲ့တက်ဆိုင်တဲ့ကျွန်တော်တို့အဲစေဝင်စားတဲ့အလောက်ကိုင်ခွင့်လန်းတွေကိုသူက proposal ပြန်ခေါ်ထားတယ်အဲအလောက်ကိုင်ခွင့်လန်းဖြစ်ပါတယ်အဲနောက်တစ်ခုကတော့ MSF Holland Organization ကမန္တလေးအတွက်ခေါ်ထားပါတယ်လို့ဒါကတော့ခေါ်ထားတဲ့ position ကတော့ pharmacy supervisor နော် safe ဖက်ဆိုင်ရာနဲ့တက်ဆိုင်ပြီးတော့ကြီးကျယ်ဆောင်ရွက်ပေးရမယ့်သူအနေနဲ့ပဲခေါ်ထားပါတယ် SWA organization ကလည်း P အတွက်ကို education project staff နော်ပညာရေးစီမံကိန်းတစ်ခုမှာဝန်ထမ်းအနေနဲ့ဖိတ်ခေါ်ထားတဲ့ position ဖြစ်ပါတယ်လို့နောက်တစ်ခုကတော့အဲ W VM Vision မြန်မာကရန်ကုန်တက်ကို auditing opportunity เนาะကျွန်တော်တို့ငွေစင်စစ်စီတဲ့အပိုင်းတွေနဲ့သက်ဆိုင်တဲ့အခွင့်အလမ်းကိုဖိတ်ခေါ်ထားတာဖြစ်ပါတယ်လို့အနော် organization ကတော့ Kumudra Social Life Sport Association ဆိုတဲ့ organization ကတော့ကရင်เนาะကရင်မြဝတီတက်ကို medical doctor เนาะစိတ်ဆိုင်ရတဲ့သက်ဆိုင်တဲ့ doctor ကိုခေါ်လာတာဖြစ်ပါတယ်လို့ ဟုတ်နောက်တစ်ခုနောက်တစ်ဖွဲ့ကတော့ glan အဖွဲ့ကတော့ position တစ်ခုတောင်ကြီးဒေသအတွက်ပဲเนาะ position တစ်ခုကတော့ပထမတစ်ခုက final officer ငွေစင်ရင်အရာရှိနောက်တစ်ခုကတော့ final assistant ငွေစင်ရင်နဲ့အဲငွေကြီးဆိုင်ရာထောက်ပံ့ကူညီပေးတဲ့ assistant အနေနဲ့ဖိတ်ခေါ်ထားတာတစ်ခုတွေ့ပါတယ်လို့နောက်အဖွဲ့စည်းတစ်ခုအနေနဲ့ MRC ရဲ့မြန်မာချက်ချင်းညီကပဲရန်ကုန်နဲ့နေပြီးတော့ position တစ်ခုဖိတ်ခေါ်ထားပါတယ် ပထမဆုံးတစ်ခုကတော့ assistant finance officer နော်ငွေစည်ရင်ငွေကြေးဆိုင်ရာအရာရှိနောက်တစ်ခုကတော့ partner relation coordinator ကျွန်တော်တို့အဖွဲ့အစည်းစီအဖွဲ့အစည်းချင်းချင်းကြားမှာဆက်သွယ်ဆက်ဆံညီနိုင်ဆောင်ရွက်ပေးမယ်အဖွဲ့ position ဖြစ်ပါတယ်နောက်တစ်ဖွဲ့ကတော့ CM organization ကတော့စစ်သွေးရခိုင်အတွက်ကိုကျွန်တော်တို့ head assistant ပေါ့နော်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ပံ့ပိုးကူညီပေးမယ်အရာတို့ဖြစ်ပါတယ်နောက်တစ်ခုကတော့ SCH organization ကတော့ NASAM အတွက်ကို community mobilizer ခေါ်ထားတာရှိပါတယ်နောက် IRC အဖွဲ့ကလည်းမန္တလေးအတွက်နဲ့ကရင်အတွက်ခေါ်ထားတဲ့ position တစ်ခုတွေ့ပါတယ်ပထမစကူကတော့မန္တလေးအတွက်ကတော့ cash and business need manager เนาะကျွန်တော်တို့ငွေစင်းစရာနဲ့သက်ဆိုင်တဲ့ position ဖြစ်တယ်။နောက်ကရင်တက်ကတော့ WPE manager ဆိုတဲ့ position တွေကိုထမံပိတ်ခေါ်တာတွေ့ရပါတယ်လို့။ Now position ကတော့ plan အဖွဲ့အစည်းကတော့ညောင်ဦးမန္တလေးအတွက်ကိုခေါ်ထားတယ် position ကတော့ consultancy for online assessment ကျွန်တော်ပြန်လဲအလုပ်ငန်းပြီးဆုံးလို့ပြန်လဲဆန်းစစ်တဲ့ အဲဒီပညာရှင်ကိုဖိတ်ခေါ်ထားတာဖြစ်ပါတယ်။နောက်ဖွဲ့စည်းတစ်ခုကတော့ Attack မြန်မာကရန်ကုန်အတွက်ကို ကျွန်တော် Grand Assistant เนาะကျွန်တော်တို့အပြန်ပြီးတော့ Proposal ခေါ်တဲ့အခါကျရင် Grand ပြန်ပေးတဲ့နေရာမှာအဲကူညီပေးဖို့အတွက် Grand Assistant Position ခေါ်ထားတာရှိပါတယ်လို့ပြီးတော့ Chelsea မြန်မာကတော့ရန်ကုန်เนาะရန်ကုန်ကျွန်တော်တို့မြို့နယ်အတွက်ကို Mail Officer Position ခေါ်ထားတာရှိပါတယ်။ နောက်ကတော့ LCM organization ကလည်းရန်ကုန်တက်ကူ program coordinator program ညီနိုင်ဆောင်ရွက်တဲ့သူအနေနဲ့ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။နောက်ဖွဲ့စည်းတစ်ခုကတော့အာ ICRC အဖွဲ့ကတောင်ကြီးတက်ကူအဲ position ကတော့ assistant to management เนาะကျွန်တော်တို့စီမံခန့်ခွဲဖို့အတွက်နော်လက်ထောက်စီမံခန့်ခွဲသူအနေနဲ့ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။နောက် organization ကတော့ solidarity international အဖွဲ့အစည်းကရန်ကုန်အတွက်ကို national tender နော်အဲ noted နော်ဟိုင်ဂျက်ကစ်ဆိုပြီးတော့ဟိုင်ဂျက်ကစ်အတွက်တင်တာခေါ်ဖို့အတွက်ကိုကျွန်တော်ဖိတ်ခေါ်ထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့အဲဒီအဲအဖွဲ့အစည်းမခုမဖိတ်အဲမပေါ်ပြထားပဲနဲ့ကျွန်တော်တို့မိတိလာတောင်ရှက်အတွက်ကို position တစ်ခုခေါ်ထားတာကတော့ပထမ position ကတော့ wash coordinator ကျွန်တော်တို့ အဒီရေရရှိရေကျမတကူရေကျမတက်ရှင်ရေနော်နဲ့သက်ဆိုင်တဲ့ဟာတွေကိုလုံးဆောင်ပေးရမှာဖြစ်တဲ့ wash ဆိုတဲ့အကြောင်းအရာလေးရတော့နော်နောက်တစ်ခုကလည်း wash ပါပဲ position ကတော့ wash fee agent ပေါ့နော် ကျွန်တော်တို့ position ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့30ရင်းနေ29ရင်းနေ30ရင်းနေအတွက်ကိုဖိတ်ခေါ်လာတဲ့လောက်ကိုင်း NGO လောက်ကိုင်းများဖြစ်ပါတယ်လို့ညီကိုတယောက်လာမေးတာတလို့ပဲကျွန်တော်တို့ အအခုပစ်ပစ်ကောနာတဲ့လောက်ကိုက်နေတဲ့ဆိုင်တဲ့ link နေကိုကျွန်တော်ဒီ message box မှာအဆင်လိုက် ပေါ်ပြပေးသားမှာဖြစ်ပါတယ်လို့အသေးစိတ်ကျွန်တော်တို့ဆက်သွယ်တဲ့နီလန်းလို့ကျွန်တော်တို့ညီကိုတယောက်လာမေးသားလာညီကိုလာညီငယ်ညီမငယ်လည်းဖြစ်နိုင်ပါတယ်အသေးစိတ်ဆက်သွယ်ရမယ်အနေရာတွေကိုပေါ်ပြပေးဖို့တောင်းဆိုထားတာရှိပါတယ်ကျွန်တော်ပြန်ပြီးတော့ပေါ်ပြလိုတာကတော့ကျွန်တော်တို့ဒီပေါ်ပြ ပေးထားတဲ့ log in နဲ့သက်ဆိုင်တဲ့ link တွေကို comment box မှာကျွန်တော်ချထားပေးပါတယ်အဒီအသေးစိတ်ကျွန်တော်တို့ဆက်သွယ်ရမယ်လိမ့်စာတွေဆက်သွယ်ရမယ် phone number တွေဆက်သွယ်ပေးပို့ရမယ် email တွေကကျွန်တော်တို့ဒီကြော်ညာထားတဲ့အလောက်ကခွန်းလန်ထဲမှာကုန်ပါပြီးသားဖြစ်ပါတယ်မိမိနဲ့သက်ဆိုင်တဲ့ link ကိုယူပြီးတော့အသေးစိတ်လေ့လာပေးဖို့ပြန်လည်ပြီးတော့အသိပေးပါရစေနော်အဲကျွန်တော်ရဲ့ channel လေးကညီကိုမောင်နှမတို့အတွက် ကျိုးတစုံတရာဖြစ်တယ်ဆိုရင်ကျင်းနေပါတယ်ကျွန်တော် channel လေးကိုလည်း like share and subscribe လုပ်သက်ပေးဖို့လည်းမမေ့ပါနဲ့เนาะကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်